မြန်မာနိုင်ငံမှာတော့ Joshua Banga UFC ranking number 1 Brandon Roba နဲ့ထိုးမဲ့ကိစ္စကိုတန်းစင်က Takeru နဲ့ထိုးခဲ့တဲ့ဖြစ်ရနဲ့နိုင်ရှင်ပြီးတော့မြမျိုးဝေဖန်ရေးသားနေကြတာကိုတွေ့ရပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေ Joshua Banga ကိုရင်ကပြည်သူတွေရဲ့အမြင်ကိုပြန်လဲပြီးတော့ရှင်းလာတာကိုလည်းတွေ့ရပါရယ်တန်းစင်ဟာဆိုရင်တော့ဖြစ် Takeru ကိုအစားထိုးဝင်ထိုးတက်ခဲ့ရတာပါ ာဂီရူကိုဖင်ထိုင်ကြသွားအောင်လုံနိုင်ခဲ့လို့သုံးထိုးနာမည်ကြီးလာခဲ့တဲ့သူဖြစ်ပါရီဒါမဲ့နောက်ပိုင်းပွဲတွေမှာတန်းစင်ဟာရှေ့အချီတွေမှာသာပဲမဲ့နောက်ပိုင်းမှာခန်းနိုင်ရင်အားကဘလို့မှပွဲတပွဲကိုအနိုင်ရလောက်တဲ့အထိရှိမနေခဲ့တာဖြစ်တဲ့တော့ပရိသတ်တွေဝေဖန်မှုအောက်မှာပဲတန်းစင်ဟာအရှုံးများစွာနဲ့ရင်ဆိုင်ကြုံတွေ့ကြရတာပဲဖြစ်ပါရီအခုဂျိုရှွာဘန်ကိုလည်းဂျိုရှွာဘန်က ranking number 1နဲ့အစားထိုးဝင်ကစားမယ်ပွဲလက်ခံတာဂျန်လုံနဲ့ ယေရှုဘန်ကဒီပွဲမှာထိုးလို့ရှိရင်အရှုံးမရှိလို့ထိုးတာဒီတစ်ခါကျတော့အစားထိုးဝင်ထိုးတက်ခဲ့ရတာဖြစ်တဲ့တော့ ranking number 1နဲ့ထိုးမှာဖြစ်တဲ့တော့ UFC ဘက်ကနေယေရှုဘန်ကိုအများကြီးထိုးကြီးပြီးတယ်ဒီတစ်ခါကျတော့အကျိုးကန်ဆက်ခွင့်အများကြီးပြီးတယ်ဒါကြောင့်မလို့ယေရှုဘန်ကနော်ရှုံရှုံနိုင်နိုင်အခုလိုမျိုးထိုးတာဆိုပြီးတော့နော်တန်းစီရဲ့အချင်းကြီးတွေနဲ့ပတ်သက်ပြီးတော့နိုင်ရှင်ကြတယ်တန်းစီက ဟာဂီရုကိုထိုးပြီးတကာလမှာနင်နာကြီးများကြီးရတဲ့အပြင်ကမှာဒေါ်လာ3သိန်းနဲ့စားချုပ်တဲ့မနေတဲ့စားချုပ်တွေများကြီးရတယ်ပေါ့ဗျာဆိုတော့ဒီကိစ္စနဲ့ရှင်မီပြောကြတယ်ဒါမဲ့ဂျက်ရှူအာဘန်ကိုရိုင်းကပြောလာပါပြီပရိသတ်တွေဝေဖန်နေကြတယ်လို့မျိုးသူ့ရဲ့အခြေအနေကလုံးဝမဟုတ်ပါဘူးတဲ့ဗျာဂျက်ရှူအာဘန်ကဒီပွဲကိုသူကနိုင်နိုင်တယ်လို့ကုကုကိုယုံကြည်လို့ထိုးတာဖြစ်တယ်ဒီတကာကျတော့ဒီပွဲမှာသူကထိုးရအရှုံးမရှိဘူးဒါကြောင့်မလို့ပရိသတ်တွေပြောနေကြတယ်လို့မျိုးရှုံးရှုံးနိုင်နိုင်ဆိုရက် အရာမျိုးမဟုတ်ဘဲနဲ့ဒီပွဲကိုလုံးဝနိုင်နိုင်လို့ထူတာဖြစ်ကြောင်းဒီပွဲကိုနိုင်ပြီးလို့ရှင်သူ့အနေနဲ့ဒီနှစ်2025မကုန်ခင်မှာပဲချန်ပီယံကပတ်ကိုစိန်ခေါ်ခွင့်ထိုးပြီးတော့ချန်ပီယံဖြစ်လာနိုင်တယ်ဆိုပြီးတော့မမီကိုကိုယုံကြည်ကြောင်းကိုဂျော့ရှွာဘန်ကအပြတ်သက်ကိုပြောလာခဲ့တာပဲဖြစ်ပါတယ်ဂျော့ရှွာဘန်ဟာသပွဲပြီးသပွဲကောင်းလာတာပါဒီအသက်အရွယ်လေးနဲ့အခုလိုမျိုး ranking number နော်1 to 11ထိဝင်လာနိုင်တာကဂျော့ရှွာဘန်ဟာပါရမီရှင်လို့တော့ UFC မှာရှိတဲ့တကယ်ကိုမှ Wayne Fighter တွေက Joshua Ban ကိုချီးကျူးသုံးသပ်နေကြတာကိုတွေ့ရပါတယ်။တပွဲပြီးတပွဲသူ့ရဲ့တက်တေပြလာတဲ့ Boskin Skill တွေက UFC ရဲ့ Wayne Fighter တွေကိုအံ့ဩသင့်စေတာပဲဖြစ်ပါတယ်။အခုလေ Joshua Ban ကသူ့တင်တဲ့ပွဲလက်ခံတာကရှေ့ပွဲမှာဘာမှမဖြစ်ခဲ့လို့စောစစ်ပွဲလက်ခံတာဖြစ်တယ်။ပြီးတော့ခုချိန်မှာဆိုရင်တော့သူဟာပြိုင်ဘက်ဖြစ်သူရဲ့ပွဲတွေကိုတည်တည်ချာချာလေးလာဆုံးစစ်ပြန်လေကြည့်ရှုပြီးတော့ ဒီပြတွေနဲ့တည်တည်ချက်ချတိုင်းမြင်ပြီးတော့အခု Brandon Rober ကိုရှင်ပြိုင်မဲ့နီးစနစ်တွေကိုသူတို့က game plan တွေကိုစတင်ဆွဲထုတ်နေပြီဖြစ်ပြီးတော့အကောင်းဆုံးရှင်ပြိုင်ထိုးသတ်ပြီးအနိုင်ယူမယ်လို့မိမိကိုယ်ကိုယုံကြည်ကြောင်းနဲ့ပရိသတ်တွေထင်တယ်လို့နိုင်နိုင်ရှုံရှုံထိုးမှာမဟုတ်ကြောင်းဂျိုရှွာဘန်ကပြက်ပြက်တသားပဲပရိသတ်တွေကိုယင်ဖွင့်လာခဲ့တာပဲဖြစ်ပါရဲ့ဗျာဒါကြောင့်ပရိသတ်တွေအနေနဲ့ရမရင်ကမှာရှိတဲ့တန်းစင်ရဲ့အခြေအနေနဲ့ဂျိုရှွာဘန်ကိုသွားမနိုင်ချဘူးလို့ပါရဲ့ဗျာ